ဟုတ်ချစ်ပြီလေအဲ့တော့ချစ်ပြီနော်ဘယ်တက်ပြီလဲရှိတော့မှာအဲဒီနေ့တော့ query ပဲတက်လိုက်ပါဦးမယ်ဟုတ်တယ်။အားကြရုံမှာတပါဗော။ဒါအားကြရုံမှာတပါ။ဇာနာမရှိသေးပါဘူး။ဘယ်လိုလဲဇာနာထားလဲ။အဲဇာမဗောရန်တော့မကြတော့လေ။သူကជីပြီ။သူကလည်းជីပြီလေ။နိုင်ဆုံးခါတောင်ကြီးမျိုးကစိတ်ချသူရေ။ တောင်ကြီးမြို့စိန်တဲ့ကျောက်ထဲထူရောက်ပေါ်တော်ကြီးကို အောက်တိုဘာလ16ရက်နေ့မှ19ရက်နေ့ထိတောင်ကြီးမြို့မှာဈေးရှိမှာရှိတဲ့ City Square Shopping Center မှာကျင်းပပြုလုပ်ပေးတော့မှာဖြစ်ပါတယ်။နောက်ဆုံးမော်ဒယ်ဇိုင်းများဖြစ်တဲ့စိန်တဲ့ကျောက်ထဲများကိုဥကျော်ရမတ်ထဲက Shopping ဈေးပြင်ဘာဝဲဝဲအမြင့်ဆုံး200ရာခိုင်နှုန်းထပ်ဆောင်ကန်တူခွင့်များနှစ်နှစ်ပြည့်ပါက200ရာခိုင်နှုန်း၃နှစ်ပြည့်ပါက300ရာခိုင်နှုန်း၄နှစ်ပြည့်ပါက300ရာခိုင်နှုန်း၅နှစ်ပြည့်ပါက900ရာခိုင်နှုန်းအမြင့်အများဆုံးပြန်ပေးမယ့်အစီအစဉ်ကြီးလုံးဝမရှုံးတဲ့ရာသက်ပံအလဲ0 ပါဆက်နဲ့နောက်ဆုံးဝယ်ယူခွင့်တို့ကိုရရှိနိုင်မယ့်ဖြင့်တံမိုးကြီးအိမ်သုံးညစ်စစ်ပစ္စည်းများကိုလည်းတခုဝယ်တခုမြတ်တာလက်ဆောင်အနေနဲ့ပေးသွားအောင်မှာပဲဖြစ်ပါတယ်။ပွဲကြီးမှလည်းနိုင်ငံကျော်အမှုပညာရှင်များပါဝင်ဖျော်ဖြေပေးသွားအောင်မှာဖြစ်တာကြောင့် Lucky Timers မြန်မာရှိနေမယ့်တောင်ကြီးမြို့က City Square Shopping Center ကိုဆက်ဆက်ကြော်လိုင်းခဲ့ဖို့ဖိတ်ခေါ်လိုက်ရပါတယ်။အဲဒီနေ့ကတော့ဒါကျွန်တော်တို့ဟိုဒီ global aesthetic ပေါ့နော်ဒီဒီသူတို့နဲ့ဒီကျွန်တော်ကျွန်တော်တို့ကဒီ limo aesthetic ကနေပြီးတော့มาဖိတ်တာပါအဲသူတို့ဂျာရီနဲ့ပတ်သက်ပြီးတော့လပ်ပိုက်ရနဲ့ပတ်သက်ပြီးတော့มาဒီ shuffling ပြန်ပွဲလေးသူတို့လုပ်ထားတယ်ပေါ့နော်အဲဒီဟာဒီဟာဆူရတဲ့ကလေးတွေကိုစုပင်းမယ်ပေါ့အဲဒီပွဲလေးပါခင်ဗျဟုတ်ဆိုတော့ကျွန်တော် limo aesthetic ရဲ့ဖိတ်ချမှုနဲ့ကျွန်တော်ကလာပြီးတော့ဝင်ရပေးတာပါပေါ့ကျွန်တော်တို့ဆိုလို့ရှိရင်ငယ်ငယ်တုန်းကငယ်ငယ်တုန်းကဆိုလွန်ခဲ့တဲ့73နဲ့74နှစ်လောက်ကပေါ့နော် ဂျပန်မဲကောင်ချစ်ကြည်ရေးဆိုပြီးတော့မှကျွန်တော်တို့အဲ့လို short plane လေးတွေရိုက်ပြီးတော့မှကျွန်တော်တို့ကိုကြိုက်တာကိုရိုက်အဲ့ဒါဆိုခေါင်းစဉ်မရှိဘူးကိုကြိုက်တာကိုရိုက်မြန်မာမဲကောင်ချစ်ကြည်ရေးဒီဒီ amateur director ပေါ့အဲ့လိုမျိုးလေးတွေနဲ့ကျွန်တော်တို့လည်းကိုယ်တိုင်လည်းရိုက်ခဲ့ရတယ်ရိုက်ပြီးတော့ကျွန်တော်တို့ကိုယ်တိုင်လည်းအဲဂျပန်ကိုကျွန်တော်တို့ကသွားခဲ့ရတယ်အရွေးချက်ခံပြီးတော့အရင်ငယ်ဆုံးကပေါ့လေ ဒီဒီတယောက်ဆောင်မလုပ်ခင်တော့အဲ့လိုပြိုင်ပွဲလေးတွေလုပ်ခဲ့ရတဲ့ခါကျတော့ဒီလိုမျိုးဆက်တစ်လေးတွေကဒီလိုပြိုင်ပွဲတွေအပေါ်မှာစိတ်ဝင်စားနေရှိလာတယ်ပေါ့ခုနောက်ပိုင်းတော့အဲ့လိုဟာလေးတွေနည်းနည်းနည်းသွားတာပေါ့နော်ဆိုတော့အဲ့လိုမျိုးဟာလေးတွေစိတ်ဝင်စားနေလောက်လာကြတဲ့ပုံမှာကျွန်တော်တို့ကကြိုလဲကြိုဆိုတယ်အားလဲပေးတယ်ပြီးတော့သူတို့ဘာတွေလုပ်မလဲဆိုတော့လည်းစိတ်ဝင်စားနေကျွန်တော်တို့ကလာကြည့်ရတာပေါ့ကန်ကောင်းသွားတာကန်ကောင်းသွားတာကန်ကောင်းသွားတာအဲရွေးချယ်ခံခဲ့ရတာပေါ့နော်ကျွန်တော်တို့အဲတုန်းက18ရောက်လောက်ရှိမှာပေါ့ 18ရောက်ပေါ့ဆရာကြီးနဲ့ဆိုအရောက်နဲ့ဆိုတော့ကျွန်တော်တို့ဂျပန်ကိုသွားခဲ့ရတာပေါ့လေအဲ့တော့ကျွန်တော်တို့ကအဲ့လို team team work လေးနဲ့လုပ်ပြီးတော့နာမည်ခံတာတော့ကျွန်တော်နာမည်ခံပြီးတော့မှအဲ့လိုအဲ့လိုသွားခဲ့ရတာပေါ့အဲ့လိုနေရီမှာသွားရိုက်တာပေါ့အမတ်တရားပေါ့မတ်တရားပေါ့အဲဒီဂျပန်မဲခေါင်ချစ်ချီရေတော့ဒါလူအဲလူငယ်တွေကျွန်တော်အားလုံးအဲတခြားနိုင်ငံကလူတွေနဲ့လည်းကျွန်တော်ချစ်ချီရင်းနှီးခွင့်တွေရခဲ့ရတယ်အမတ်တရားရှိတယ်။အော်မမတ်ရဒီတဲမှာပါတယ်ဒီတဲမှာဒိုင်နေနဲ့ပါတယ်ဝီရအဲကျွန်တော်အတူတူသွားခဲ့ကြတာပေါ့အခုကတော့ တိုင်ပေါ့ဒီမှာခုမှခုန list လေးတွေ့လိုက်လို့အဲဝီရကဝီရကတော့အဲ့ဒီတော့ကအဲအဲ့လိုဒါကျွန်တော်တို့နဲ့အတူတူသွားခဲ့တယ်ပြီးတော့သူကတော့အဲ့ဒီအဲ့ဒီဘက်ကိုဒေတာလေး queue design နဲ့လောက်ခဲ့တဲ့ပုံမှာသူဆိုလို့ရှိရင်လည်းအာဒီဒီဒါတွေနဲ့ပတ်သက်ပြီးတော့နိုင်ငံတကာမှာစုရီလည်းအများကြီးရထားခဲ့တယ်သူရဲ့သူရဲ့ဒီရိုက်ထားတဲ့ short film တစ်ခုကောင်းတယ်ဆိုလို့ရှိရင်ကဘာပတ်လို့ရတယ်သူဆိုတဲ့အဲ့ဒီဟာနဲ့ကဘာပတ်နေတာပေါ့နော်အဲ့လိုဒါဒါဟုတ်တယ်သူအတူသွားခဲ့တဲ့တငယ်ချင်းတွေ ခုထိုင်ဒီမှာမရှိပါဘူးခင်ဗျကျွန်တော်ကကျွန်တော်ကကျတော့ကျွန်တော်ကကျတော့အဲ့ဒီဘက်မှာအားနေပါတယ်ကျွန်တော်အားနေကျွန်တော်ကတရုတ်ဆောင်ဘက်ကိုပို့ပြီးတော့မှကျွန်တော်ကပို့ပြီးတော့စိတ်ဝင်စားတယ်အဲ့ဒီဟာကိုပို့ပြီးတော့လုတ်ဖြစ်တာပေါ့အစမ်းကသူတို့ကတော့အဲ့ directing ဘက်ကိုသွားတာပေါ့ရန်အရန်ပျော်ခဲ့ရတယ်အဲ့ဒီဟာဘကွာမှာအမှတ်တရတွေအများကြီးပဲဂျပန်မဲခေါင်ချစ်ချစ်ဂျပန်လည်းကျွန်တော်ဒီမဲခေါင်နာမရှိတဲ့ဒီနိုင်အဲဒီဒီနိုင်ငံတွေပေါ့နော်ဒါလာအိုးစ်တို့ထိုင်းတို့ပါဆိုတော့ ိုင်နိုင်ငံတွေမှာကျွန်တော်သွားရအောင်ဆိုအမတ်တရအတွက်တစ်ခုဆိုလို့ရှိရင်ကျွန်တော်နိုင်ငံအသက်ကြီးဆုံးပဲကျန်တာကလေးတွေတကယ်ကလေးတွေ၁၀တန်းကလေးတွေကျွန်တော်တော်တော်ကြီးတယ်အဲ့တော့ကျွန်တော်တို့ပြိုင်ပွဲထဲမှာဝင်ပေးမပြိုင်တော့ဘူးကျွန်တော်တို့လိလာသူဖြစ်ပဲအဲ့တော့ထိုင်ခိုင်းတော့တာကိုရောတော့ပြန်ပွဲအနေနဲ့ခေါ်ရတယ်လူကောင်တွေကြည့်ပြီးတော့လန့်သွားအားရနေနေပါပြီဟိုပြန်ပွဲရမထဲတော့ကွာတဲ့လိလာသူနေနေပဲလာဆိုတော့ကျွန်တော်ကကလေးတွေလိုက်တထားနေငါကလေးသေးသေးလေးတွေအဲ့တို့တွေအရန်ကောင်းတယ်လေ ဒါတွေကအမှတ်တရဒီအများကြီးတဲ့တစ်ခုပေါ့တခြားအမှတ်တရတွေအများကြီးပဲဟုတ်ဟာကျွန်တော်တို့ကတော့ဟာခတ်တမ်းမှုတွေမှာအမားတွေလည်းပါတယ်အမှန်တွေလည်းရှိတယ်အားမြတာတွေလည်းရှိတယ်နော်ဆိုတော့ကိုယ့်အကိုပြန်ပြီးတော့အသုံးသက်ပြီးတော့အားမလို့အားမြဖြစ်သွားတဲ့အခြေအနေတွေအဲကြာသွားတဲ့စိတ်ဓာတ်တွေကိုငါဘာတွေနဲ့ပြန်ပြင်မလဲငါဘာတွေလုပ်မလဲဆိုပြီးတော့များသွားပြီတော့အဲ့လိုမျိုးအာအဲ့ဒီဟာတွေပေါ်မှာစင်ချိန်ပြီးတော့ကိုယ့်အကိုပြန်ပြီးတော့နောက်တစ်နှစ်ဖြတ်တန်းဖို့အတွက် အားယူရတာပေါ့ plan တွေပြန်ချရတာပေါ့ငါဘယ်လိုပုံစံမျိုးသွားမလဲဆိုတဲ့ဟာမျိုးပေါ့ဒီတနစ်စာလုံးပြောရရင်တော့အဲ့လိုအဲ့လိုပေါ့နော်အနေမြင့်အတက်ကြတွေရောအားမလို့အားမြဖြစ်ရတာတွေရောစိတ်ချနေခဲ့ရတာတွေရောအဆုံပါပဲဟုတ်ကြည့်ပြီလေအဲ့တော့ကြည့်ပြီနော်ဘယ်လိုပတ်တယ်ရှိတော့မှာလဲအဲဒီနေ့တော့ဘယ်ရီပဲတက်လိုက်ပါဦး ဟုတ်တယ်အားကြောင်မှာတပါပေါ့ဒါအားကြောင်မှာတပါကျန်တာမရှိသေးပါဘူးဘယ်လိုလဲစမ်းထားလဲလာမှာပေါ့ရမ်းတော့မကြတော့ဘူးလေသူကကြီးပြီလူကလည်းကြီးပြီလေဒီနေ့တော့မဟုတ်ပါဘူးဒီနေ့တော့မဟုတ်ဘူးညလုံးကအဲ့လိုဖြစ်သွားတော့ဘယ်မှာအဲ့လိုမျိုး ရမ်းမသေးကြပဲနဲ့မပြောရဲဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့အမဆုဖြစ်နေတယ်နော်သေချာမှပဲပြောပါမယ်ရမ်းပြောရဲရမ်းပြောရဲရမ်းချီနူးရတယ်သူတို့ချီပြီးတော့လေအဲဆိုတော့ဟိုအချင်းချင်းအပြန်အလှန်လေးစားတန်ဖိုးထားဂယုဆိုင်မှုကိုနိုင်တဲ့အတိုင်းတာနဲ့ပေါ့နော်လောက်ကြတဲ့အပေါ်မှာတကယ်ကိုချီနူးပီတိဖြစ်ရအဲ့လိုပြုံးပြီးတော့ပဲချင်းတယ်ခင်ဗျာဟုတ်အာချစ်တဲ့ပရိသတ်ကြီးအားလုံးမဆေးကြမှာကိုကြီးချမ်းချင်းပြေဆုံးကြပါစေခင်ဗျာ 七十八，七十八。